ဘဟုကံမှာအခြေခံအကြဆုံးဟာသရိကံဖြစ်တယ်။အနာလီနာပါတဲ့ဘဟုကံမှာဆိုရင်သရိကံဘယ်နှခုရှိလဲဆိုတာကိုကျမတို့ဒီမှာကြည့်နိုင်မယ်။နောက်ထပ်ငါးနာ5 side polygon မှာဆိုရင်လည်းဆွဲကြည့်နိုင်မယ်။ six side polygon မှာဆိုရင်ကျမတို့ဒီမှာဆွဲကြည့်မယ်။ဟုတ်ပြီ။ဒါဆိုရင် triangle လေးတွေဘယ်နှခုရှိလဲဆိုတာကိုကျမတို့တွေ့ကြည့်မယ်နော်။ three side ဆိုရင် one triangle ၊ four side ဆို two triangle ၊ five side ဆို three triangle ၊ 6 size ဆိုရင်4 triangle ဒီနေရာမှာအရေးကြီးတာက triangle အရေးအတွက်ကိုကျမတို့ရေးဖို့အတွက်ဒီနောက်ဒေါင်းဇုံလေးတနေရာနေပြီးတော့မှာပဲကျမတို့ဥတည်ပြီးတော့သူ့ရဲ့မျက်နှာချင်းဆိုင်တွေကိုဆွဲရမှာဖြစ်တယ်နော်ဒီမှာဆိုလည်းဒီဒေါင်းကနေပဲသူကမြင်းနေဖြာထွက်မှာဒီမှာဆိုလည်းဒေါင်းကနေပဲမြင်းနေဖြာထွက်အဲ့ဒါအရင်အရေးကြီးတယ်နော်တချို့တွေကဒီမှာ triangle တွေအများကြီးထွက်တယ် အဲဒီလိုလဲသွားလို့ရတာပဲဒီလိုလဲသွားလို့ရတာပဲအများကြီးထွက်တယ်ဆိုရင်အဲ့ဒါမှားပါတယ်ကျမတို့အဓိကအရေးကြီးတာပြန်ပြောမယ်ဒီနောက်ကဒေါက်တာတောင်းကနေပြီးတော့ပဲမူတည်ပြီးတော့မှကျမတို့ trying ကိုငင်းနေဖြားထွက်ပြီးတော့ပဲဆွဲလိုက်တယ်နော်ဒေါက်တာတောင်းကနေပြီးတော့မှပဲဆိုရင်ဒီမှာဘာကိုလေ့လာနိုင်ရပါပြီလဲ3 size ဆိုရင် triangle တစ်ခုဖြစ်တဲ့အတွက် different to 4 size ဆို triangle နှစ်ခု different to 5 size ဆို triangle သုံးခု different to စိတ်ဆိုင်ဆို triangle လေးကို different to ဟုတ်ကဲ့ different to ဖြစ်တဲ့အတွက်ဒီမှာကျမတို့မလုပ်လို့ရပြီလဲဆိုတာကြည့်မယ်နော် number of side ကကျမ n လို့သတ်မှတ်လိုက်မယ်ဆိုရင် number of triangle side ကိုသိရတယ် triangle ရေတော့ကျမတို့ရှာလို့ရပြီဘာဖြစ်လို့လဲတခုချင်းစီက different to တွေဖြစ်နေတဲ့အတွက်ဆိုရင်ဒီမှာရှာကြည့်မယ်3 size ဆိုလို့ရှိရင်ဒီမှာ triangle ဘယ်လောက်ရှိနေဆိုတော့သိချင်ရင် different တို့ဆိုတော့1 triangle ရသွားတယ် cosine different တို့ဖြစ်တဲ့အတွက်2 triangle ရတယ်။ sine different တို့ဖြစ်တဲ့အတွက်နှုတ်လိုက်ရင်3 triangle ရတယ်။ sine different တို့ဖြစ်တဲ့အတွက်နှုတ်လိုက်ရင်4 triangle ရတယ်။ဒါဆိုရင်ကျမတို့ကဘာကိုဆက်ချလို့ရပြီလဲဆိုတော့ sum of individual angle of polygon ကိုဆက်ချလို့ရပြီ။သူ့ရဲ့ formula က number of side ထဲကနေ2ကိုနှုတ်လိုက်ရင် triangle ရေအတွက်ကိုရမယ်။ Okay, triangle တစ်ခုမှာအတွင်းတောင်း အလုံးပေါင်းခြင်းက180ဆိုတာကိုအလုံးသိရှိပြီဖြစ်တယ်။ဆိုလို့ရှိရင်ကျမတို့ဒီမှာ triangle အ3ကအရေးအတွက်ရပြီဆိုတာနဲ့ကျမတို့180နဲ့မြောက်ပေးလိုက်ရင်ဘဟုကံတွေမှာရှိတဲ့အတွင်းတောက်အလုံးပေါင်းခြင်းဘဟုကံဆိုတာကအနာ10နာလည်းဖြစ်နိုင်တယ်ဆက်တနာလည်းဖြစ်နိုင်တယ်သူကြိုက်တဲ့အနာလားကျမတို့ different တို့လိုက်တာနဲ့ triangle အရေးအတွက်ကိုရမယ် triangle အရေးအတွက်ရပြီဆိုတာနဲ့180နဲ့မြောက်လိုက်ရင်ကျမတို့ဘာကိုရလာပြီလဲဆိုတော့ ခုကန်နေနော်ပေါ်လီဂွန်တွေရဲ့အတွင်းနောက်အလုံးပေါင်းရပြီဒါဆို exam ပဲကြည့်ကြည့်အောင် tensile polygon sample interior angles of tensile polygon ရှာမယ်ဆိုရင် number of side -2 multiply 180 number of side က10 different 2ဆိုလို့ရှိရင် multiply ပြီးလို့ရှိရင် multiply 180ဆိုရင် different 10 2က8 multiply 180ဆိုရင်အဖြေက 1440ကိုရပြီဖြစ်တယ် ဆိုရင်ဒါကိုကြည့်ကြအောင်ဖြစ်ကျမတို့ဒီ formula n minus 2 multiply 180ဒီဘယ်လိုထွက်လာလဲဆိုတာသိသွားပြီသူက site ပေးထားပြီဆိုတာနဲ့ကျမတို့က polygon ရဲ့အတွင်းတော့အလုံးပေါင်းရင်ဘယ်လောက်လဲဆိုတာကိုရှာလို့ရပြီဖြစ်ပါတယ်ရှင်